ဝင်ကြည့်ကြည့်လိုက်မူဇီယမ်ဒီတိုင်းမှာလောက်ထားနေရာသူ့ကောင်တာသူ့ရဲ့ဟို counter ရီ counter ရီနဲ့တကယ်ကို emerald ဆိုတဲ့ emerald diamond ဆိုတဲ့ diamond အများကြီးပဲ၆ထပ်เนาะ၆ထပ်အပြည့်ကိုမူဇီယမ်နဲ့ရောက်သွားတယ်လို့မျိုးကို decoration တွေနဲ့ခန်းခန်းနားနားကိုအာဖွဲ့စည်းထားပြီးတော့ခင်းကျင်းပြတာရောင်းရောင်းနေရဆိုအများ luxury ဖြစ်ပါတယ် အဲစိတ်ဆိုရင်တကယ်ကိုမှတော်ဝင်စိတ်တိုက်ကောင်ခန္ဓာလှပါတယ်အဲဒီဇိုင်းနေနောက်ပြီးတော့လေခါမှမမြင်ဘူးတဲ့တကယ်ကိုစိတ်လုံးအကြီးတွေအဖွင့်ကြီးတွေပေါ့နော်အဲ့ဒါတွေလည်းတွေ့မြင်ဝင်ရတယ်ကျွန်တော်ပထမဆုံးဝယ်တဲ့အယောက်90ကို900ခန်းတုန်းထိရှော့ပေးပါတယ်အလဲလဲ0တက်ရောင်းပေးပါတယ်ပကစားပါတယ်အကုန်လုံးတောင်းဆိုတာတုတ်ကစားပါမလာနိုင်တဲ့900စလုံးရောင်းပါဆိုတော့ကျွန်တော်900စလုံးရောင်းပါမယ်ဟုတ်ကဲ့ပါဗျာတကောင်းငယ်မြင်တော့ဝေက Let them be. ဒီနေ့ကတော့ကျွန်တော်တော်ဝင်စင်တိုင်းပြန်လည်ဖွင့်လှစ်တဲ့အထိမ်းပတ်ပေါ့နော်ကျွန်တော် Royal Diamond Tower ကြီးကို6တက်စလုံးပြန်ဖွင့်နိုင်တဲ့အထိမ်းပတ်နဲ့ဖွင့်ဝဲပြန်လုပ်တာပါဒါလူငယ်တဲ့ရပ်ပိုင်းအနေငယ်လောက်ကတော်ဝင်စင်တိုင်းရဲ့ကြောင့်ရိုက်ခဲ့တယ်ပေါ့နော် ဆိုတော့ဒီပွဲကိုလည်းကိုရာကြည့်ပြီးတော့ဖိတ်ထားတာအာအများတန်းလဲတော်ဝင်စိန်တိုက်ကပွဲပွဲတွေเนาะရှိမှလဲဟိုရင်းနဲ့တရားလဲ2019လား20လားအဲ့တော့ကလည်းအဲတက်ရောက်ခဲ့တက်ရောက်ခဲ့ဟုတ်တယ်ဒါကဒီဒုတိယကြိမ်ပေါ့เนาะရောက်တက်ရောက်ဖြစ်ခဲ့တာပေါ့အာဒါကတော့ကျွန်တော်ပထမဆုံးချိန်ဒီတော်ဝင်စိန်တိုက်ကိုတက်ရောက်ဖြစ်တာပေါ့เนาะအာဆိုတော့တက်ရောက်ခွင့်ရတဲ့အတွက်ကျွန်တော်အင်တာဝန်တာဝင်ပြီးပါတယ်အာဒီနေ့ကတော့ကျွန်တော်တို့ အဲတဝန်ဆိုင်နိုင်ဖွင့်ပွဲလည်းဖြစ်တယ်ကျွန်တော်တို့ grand opening လည်းဖြစ်တယ်ဈေးရောက်မွေးလည်းဖြစ်တဲ့အတွက်ကိုဒီမှာအထူး special အနေနဲ့ကျွန်တော် international standard ပေါ့နော် level နဲ့ကြည့်အောင် first floor or second floor ကျွန်တော်တို့ဂျန်နာရီအပြည့်ခင်းခြင်းပြသရောင်းချတယ်ရောင်းချပေးပါတယ်ဗျစိန်မှာလည်းတကယ်ရှားပါတဲ့စိန်တဲ့ပစ္စည်းတွေနိုင်ငံတကာအလှဆုံးပစ္စည်းတွေအာပြီးတဲ့ခါကျတွန်းတွက်ပစ္စည်းတွေမှာဆိုတော့လုံးဝ ရှားပါအိမ်တင်ရမယ့်ကြောင်မျိုးပေါ့နော်အဲ့လိုရှားပါတွင်ထွက်ပစ္စည်းတွေအကုန်လုံးကိုမှအလားဆုံးလက်ရနဲ့ခတ်ပြီးတော့ရောင်းချပေးတာပါအဲ့တကူတေချာလာအားပေးပါကျေးဇူးပြီးတော့ဝယ်ယူပါပြီးတဲ့ခါကျတော့ကျွန်တော်ဒီမှာပထမဆုံးလာဝယ်တဲ့ customer 90ကိုလည်းကျွန်တော်တို့ discount special discount ပေါ့နော်အမှန်တော့ကျွန်တော်တော်မစံတွေကလုံးဝ face price shop ပါလုံးဝမ shop ပါဘူးငါဒီနေ့တော့ကျွန်တော်ပျော်လို့ဆိုပြီးတော့အကုန်လုံးကို discount shop ပါတယ်ဟုတ်ကဲ့ပါဗျာ င်တကယ်ကိုမှတော်ဝင်စိန်တိုက်ကောင်ခန္ဓာလှပါတဲ့အဲဒီဇိုင်းနေနောက်ပြီးတော့လေတခါမှမမြင်ဘူးတဲ့တကယ်ကိုစိန်လုံးအကြီးတွေအပွင့်ကြီးတွေပေါ့နော်အဲ့ဒါတွေလည်းတွေ့မြင်ခွင့်ရတယ်ပြီးတော့ဒီနေ့တော်ဝင်စိန်တဲ့အနေလို့လက်တွဲလာခဲ့ရဆိုရင်လည်းကြာခဲ့ပြီပေါ့နော်မြေပေါင်းများစွာကြာခဲ့ပြီအဲ့တော့အာဒီနေ့မှဆိုရင်နင်ကဒီခုမွေးချင်းလေးလည်းနင်ပြီးဆုံးဖြစ်ပါလေနောက်ပြီးခန္ဓာခွင့်ချင်းမှနင်ကိုအမြဲတမ်းဖိတ်ခေါ်ပေးအတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ပါဘာကဲအတွက်ကိုအစ်စ်ခတ်ထားတဲ့ဒီဇိုင်းလေးပေါ့ ပေါ်ကစိတ်နေရတယ်တကယ်ကို GI စိတ် GI စိတ်လေးဟုတ်ကဲ့ပါဒါနဲ့ဒီဇိုင်းနဲ့တော်တော်လေးလှပါတယ်မကတ်ကောပဲအကုန်လုံးဒီနေ့ဝတ်ဝတ်သားရရငါလေးကိကအတွက်ဆိုမိုက်စားတွေအဲအလားဆုံးဒီဇိုင်းလေးအကုန်ထုတ်စင်တာအဲအခုရက်ကပေါ့အခုက Facebook မှာ social media မှာလည်းတင်ထားတယ်အဲကြော်ညာလေးပေါ့အဲအရန်လူဟိုပေါ့ပြိတ္တတွေကြိုက်ကြတယ်ကာဝန်လေးနဲ့လေဟုတ်တယ်နော်လုံးဝ queen queen ပုံစံမျိုးလေးဟုတ်တယ်ရအဲ့ဒီ shoot လေးဆိုရင်ပရိသတ်တွေအရင်အကြိုက်ကြတယ်သူတို့ဆိုရင်တော်တော်လေးဟို share ကြတယ်နော် share ကြတယ်ဒီလိုအဲဆိုသူတို့ជីလို့ကိုជីလို့မဝဘူးတက်လာရင်ជីတို့မဝဘူးယူပဲတက်လာကျွန်တော်ကတော့လက်ဝတ်ရတနာဟိုအများကြီးတော့ဝေးလေးဝတ်ထားတော့မရှိဘူးနော်ဒါပေမဲ့ကျွန်တော်ဝေးရတဲ့လက်ဝတ်ရတနာတွေဆိုရင်တော့ဘောကြာများတယ်ပြီးတော့လည်းလက်ကတ်တို့ပါလို့ဆိုတော့ကျွန်တော်ကတိုက်တာဆိုတော့အဲ့လိုမျိုးလေးဆိုတိုက်ပါ မင်းမင်းသားချိုးပြီးသားတော့ပို့ချောသွားတယ်ဒီဇိုင်းဆိုလည်းအာမေတ္တာအရင်လာပါဆိုဟာလုံးဝရှယ်ဒီဇိုင်းတွေထွင်ပေးမှဖြစ်ပါဘို့အဲအဲ့လိုပေါ့ဒါတော့ international trend မို့လို့ဖွင့်ပွဲမို့လို့စိုင်းနာမယ်လေးကိုတို့ဒါမြန်မာဆန်ဆန်ပေါ့နော်အတူစိတ်လဲရနဲ့ပို့ထားတယ်အောက်မှာလည်းသူ့ရဲ့တွဲပဲပေါ့လုံးဝကိုအာ luxury design ပေါ့နော် glamorous design ဖြစ်အောင်တွဲတွဲပဲဟာလေးနဲ့အဲ့လိုဝတ်ပေးထားတယ် လူငယ်ဆန်းဆန်းကိုမှအမိုက်စားစတိုင်ပေါ့အဲပြီးတော့나이 let's go ဟာဒါအခုခေတ်လူငယ်တွေ တအားဝစ်ကြတယ်အခုဒီပွဲအတွင်းမှာပေါ့နော်ပထမဆုံးဝယ်ယူသူရောင်60ကို special promotion နေပေးထားပါဗျာအဲ့ဒါပြင်ဖို့ပါဒီအထူး season နေပေါ့နော်လက်ဆောင်ပေးတဲ့ season နေလည်းအများကြီးပါပါတယ်ရှင်ဒီမှာခတ်တဲ့အထည်တွေဆိုရင်ဒီမှာခတ်တဲ့မန်းတာမတိဘူးပေါ့မယ်မထင်ရအောင်ပေါ့နော်တကယ်နိုင်ငံခြားမှာကတ်ထားခတ်ထားတဲ့အထည်တွေလိုပဲရဲကိုခံထားပါဗျာပြီးတော့ဒီနေ့ဆိုရင်လည်းเจ้าမြေယတနာချာရှာပါတောင်เจ้าမြေယတနာပေါ့နော်အဲ့ဒါအဖြူဟိုအဖြူဆိုတာဆယ်ကိုပြောတာပေါ့နည်းနည်းရတော့နော်အနေအပြာအစိမ်းအဲ့ဒါလည်းပေါ့လို့ကြည့်လို့ရပါတယ် တဝန်စိန်တိုင်းနဲ့အရင်နဲ့ကလည်းလက်တွဲပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဒါဒီနေ့တဝန်စိန်တိုင်းဖွင့်ပွဲမှာဟိုတချင်းပြီးဆိုဖြော်ပြဖို့နဲ့ဖိတ်ချုပ်ဖြတ်ဖို့ဖိတ်ချုပ်ဖိတ်လို့လာဖြစ်တာပါဟုတ်2 1တော်ဝင်စိန်တိုင်းနဲ့ကဘဝရင်ထဲကလည်းဒီလိုခန်းသားတွေပွဲတွေဆိုလို့ရှိရင်လက်တွဲဖြစ်ခဲ့တာဆိုတော့ အခုဒီ바이ဒိုင်မွန်တာဝါကြီးပြန်လဲဖွင့်လှစ်တဲ့ဒီလိုခန်းသားမှာလဲအာခန်းသားမှုဖြစ်ပေါဝင်ပေးဖို့ဒီတာဝန်ရှိလူတွေကမ်းလှမ်းလာတဲ့အတွက်ကျွန်တော်ပေါဝင်ပြစ်တာပါချင်းဒီတိဆိုပေးမဲ့စီစဉ်နေတဲ့ပါပါရည်ပြီးတော့ဥပညာရှင်တွေနဲ့ပြည်သက်တွေနဲ့အဲစင်ပေါ်မှာရင်းနှီးတွေ့ဆုံပြီးတော့စကားလေးတွေပြောတာမတရားလက်ဆောင်လေးတွေပေးတာဒီလိုစီစဉ်နေပါဝင်ပါပါ တော်ဝင်စိတ်တိုင်းမှာဆိုရင်တော့ဒါကလေးရောလူကြီးရောမရွေးပါတော့။အရွယ်တုံးမှမရွေးဘူး။မရွေးအကုန်လုံးအစီအပြေမဲ့စိတ်နဲ့ပတ်သက်တာဆိုရင်တော့လုံးဝစိတ်ချယုံကြည်လို့ရပါတယ်လို့။အခုချိန်ဒီဒီကျွန်တော်တို့အဖိုးအဖိုးလက်ထက်ကနေအဖွာလက်ထက်ကနေကဲကဲလက်ထက်ကနေအခုဒါဒီကျွန်တော်တို့မျိုးဆက်တိတော်ဝင်စိတ်တိုင်းကိုချစ်ခင်စွာနဲ့အားပေးလာကြတဲ့သူတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်လို့လို့ကျွန်တော်တို့ကတော့ဒီစိတ်လုပ်ငန်းကိုလုပ်လာဆို generation 40ပေါ့ အာဖူစိန်ကုန်တဲ့ဦးရောအာဘဝတရားသူမတေကြီးတော်အိုးမေမေဆိုရင်အဲ့ကမှာတတိသူမတေကြီးထဝဲမေပေါ့ပြီးကျွန်တော်ကျွန်တော်လည်းအတတိသူမမင်းဒီဇောတာထရခူကျော်သာဝဲမှာပြီးအခုဒီမာလေးပေါ့နော်၄၀ရှိပါပြီကျွန်တော်ဒီစိန် language ရနာကိုပဲအဓိကထားပြီးရောင်းရတာတကယ်ကိုဝင်းကြီးကြီးလိုက် museum အနည်းတိုင်းမဲ့လောက်ထားနေရာသူ့ counter သူ့ရဲ့ဟို counter counter နဲ့တကယ်ကို emerald ဆိုလဲ emerald diamond ဆိုလဲ diamond အများကြီးပဲ၆ထပ်နော်အပြည့်အပြည့်ကို museum နဲ့ရောက်သွားသလိုမျိုးကို decoration တွေနဲ့ခန်းခန်းနားနားကိုအာဖွဲ့စည်းထားပြီးတော့ခင်းကျင်းပြတာရောင်းရောင်းနေတာဆိုအရင် luxury ဆက်ပါတယ်စိန်ကြိုက်တဲ့ဒီပါပြည်သူတွေပေါ့နော်ဟိုစိတ်တိုင်းမှာလာတော့ပြီးတော့ဒီစိလာဝင်ရတယ်ပေါ့နော် colonial show ပြောဟာဖြစ်ဦးနေအထက်တရားလည်းအများကြီးဆိုတော့အေးစစအချိန်ပေးပြီးတော့အေးစစလာဝင်ခြင်းတဲ့သူတွေတော့အရန်အဆင်ပြေ အရန်ထူးကြတယ်ကွာဒီမှာရှေးစိန်နေရှိဟုတ်တယ်ပရိုဗီရှင်းထဲမှာတခါမမြင်ဘူးတဲ့တကယ်ကိုခွားပွားကြီးလက်ထက်တယ်ရှေးစိန်နေအဲဘာလဲဒီတနေရာရဲမှာမရနိုင်တဲ့ရှေးစိန်ဘမတို့ကကြတော့ဒီပုံမှန်စိန်ဒီကြတော့မြင်ဘူးတဲ့ပေါ့နော်ဝိုင်းလေးရတော့ပါဝိုင်းနေရာတော့မြင်ဘူးတဲ့နိုင်တယ်တွေ့နိုင်တယ်လာပါရှေးစိန်နေရာကြတော့တကယ်ရှားပါဖြစ်သွားပြီပေါ့နော်အဲ့ဒါလေဒီမှာဒီမှာပဲနေလာခွင့်ရတာပေါ့ဒီနေရာတော့အဓိကတော့တောင်းစိန်လိုက်ဖြစ်တဲ့အတွက် ဟိုစိန်ကိုအဓိကအသာပေးထားတဲ့လက်ဝိရဏလေးပေါ့ဆင်ပြန်ပေးထားတဲ့ဟန်ချင်းရဲ့လက်စွပ်ရဲ့တကယ်ဆိုလို့ရှိရင်လည်းတကယ်ဟိုစိန်တစ်လုံးရဒီစိန်မျိုးနဲ့ဆင်ထားတယ်ပြီးတော့ဒီဘာဒိုင်မွန်လိုဂိုဆိုလို့ရှိရင်လည်းသူစိန်စီထားတဲ့ဒီလိုလက်ဝိရဏလေးတွေကျွန်တော်ဝတ်ထားတဲ့ဝတ်စုံနဲ့လိုက်မဲ့ရဏစီလေးတွေကျွန်တော်စိန်လိုက်ကဆင်ပြန်ပေးထားပါ တော်ဝင်စိန်တိုင်းကအာနှစ်ပေါင်း40ကျော်ပြီပေါ့နော်အောင်မြင်မှုတွေရရှိလာတာအခုလည်းအဲနောက်လျှောက်အောင်မြင်နေတော့မယ်ဒီထက်မကတဲ့အောင်မြင်မှုများစွာကိုလည်းဆက်ပြီးတော့ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါရှင်ကျွန်တော်တို့ဆိုလည်းဒါ4 generation ပေါ့အဲရဲနာလက်ထက်တီဒါတငယ်ချင်းတွေလည်းဖြစ်တော့ဒီမှာပြီးတော့ကြရတာလည်းဘိုးစစ်ပေါင်းဆက်ကဒီမှာပဲအားပေးခဲ့ကြတာဆိုတော့ကိုရီဆိုလည်းစိတ်ဆိုရင်တော်ဝင်စိတ်တက်ကိုပဲအမြဲတမ်းပြင်းပြပြီးတော့ဒီလိုပဲရုံကြီးကြီးနဲ့လာပြည့်တာပေါ့နော်အန်တီကတော့1994ကနေမန္တလေးကိုပြောင်းလာတာပေါ့နော် ဒီဆိုင်ကြီးမရောက်ခင်လေတဲ့ကဆိုင်တန်းယုံအပေါ်ဒပထမတမမဆန္ဒမှာအပီးခဲ့တာပါဒီနေ့ချိန်ကြည့်ပါကျွန်တော်ပထမဆုံးဝယ်တဲ့အယောက်90ကိုအစောကကျွန်တော်ပြောလို့ပေါ့နော်တော်ဝင်စနေကပုံမှန်တို့ရတော့လုံးဝမလျှော့ဘူး fish price ဆိုင်မှာတကယ်လဲစလို့မရပါဘူးကျွန်တော်ဆိုင်မှာလေဒီဈေးကိုအနည်းဆုံး customer အနည်းဆုံးတက်ပြီးရောင်းပေးတာဘာလို့ဆိုတော့ customer တွေဒါမှမျက်စိမလဲအောင်ပေါ့နော်ဒါလုံးဝအာမခံဆိုင် ဒါသူတို့အာမဝယ်စရာအကြောင်းမရှိဘူးပြောအောင်ရောင်းတာပါ။ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်တို့ပျော်လို့အားရခံနေပြီဆုတ်ပေးပါတယ်။အလဲလဲဇီရိုနဲ့ရောင်းပေးပါတယ်။ဟုတ်ကဲ့ပါဗျာ။ဒီနေ့တည်းရပဲ။အော်ဒီနေ့တည်းရ။ဒါပေမဲ့အခုအကုန်လုံးကက်ဆာပါတွေအကုန်လုံးတောင်းဆိုတာချုပ်ကက်ဆာပါဗလာနေတဲ့900စလုံးရောင်းပါဆိုတော့900စလုံးရောင်းပါမယ်။ဟုတ်ကဲ့ပါဗျာ။စိန်ဝင်ချစ်တဲ့သူများပေါ့နော်။စိန်ကြိုက်တဲ့မိဘပြည်သူများအကုန်လုံးပေါ့။ တော်ဝင်စိတ်လိုက်မှာစိတ်ရင်ကိုရုံကြည်ကြည်နဲ့လာရောက်အားပေးလို့ရပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ချက်မကလည်းတော်ဝင်စိတ်လိုက်မိသားစုကြီးအောင်မြင်ပါစေညာရောက်ပါပါစေအားပေးရစုတော့ပြေးပါစေညီမလေးဟုတ်ကဲ့ပါဒီချက်မကပေါ့နော်အာဟိုဖြစ်ချင်တာကိုပို့ပြီးတော့ဖြစ်လာပါစေဒီတော်ဝင်ကလည်းအများတန်းတော်ဝင်ဆိုတဲ့အတိုင်းပဲထိတ်ဆုံးပါအများတန်း ရပ်တည်နိုင်ပါစေလို့ကျွန်တော်စတောင်းပေးပါတယ်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျာ